ကယ်ရှိတက်လေနေရောက်လာတာကောင်းတယ်ငါနဲ့ကိုတရင်ကောင်းတစ်ခုပေးဖို့အကြွတ်ပဲစောင့်နေတာတိလာကဲပြောမယ်တေချာနားထောင်တော့အရန်ကိုကောင်းမွန်နေမိသားစုတစုကနေကိုလာတောင်းကြတယ်တို့တော့ဒါလေးနဲ့နေကိုလက်ထပ်ပေးခြင်းလို့ရလေအမှန်တကယ်တော့တို့ကနေရဲ့ဟင်းချက်လက်ရာကိုကြိုက်လွန်းလို့ဆိုပြီးတော့နေကိုလာတင်တောင်းခဲ့ကြတာပြီးခဲ့တဲ့တလောတော့ကပဲရွာတကြီးရဲ့သမီးလေးမင်္ဂလာဆောင်ကိုတို့လာသွားခဲ့ကြသေးတယ်တိလား အဲ့ဒီမင်္ဂလာဆောင်မှာနေခရမ်းသီးနှက်ချက်ပေးခဲ့သေးရဲ့မလားအဲ့ဒီခရမ်းသီးနှက်ကိုသူတို့စားပြီးတော့တော်တော်လေးကိုကြိုက်သွားခဲ့ကြတယ်အဲ့ဒါနဲ့ဒီခရမ်းသီးနှက်ကိုချက်ထားတာဘယ်သူလဲဆိုပြီးတော့မေးမြန်းရင်းနဲ့ဒီကိုရောက်လာကြတာပြီးတော့နင့်ကိုလာပြီးတော့တောင်းသွားကြတယ်လေသူတို့ကနင့်ကိုကြည့်တော့မကြည့်ရသေးဘူးဒါပေမဲ့သူတို့အင်ကာချွေးမလေးအနေနဲ့နင့်ကိုသဘောတူပါတယ်ဆိုပြီးတော့ကမ်းလှမ်းလာကြတယ်တတော်လေးကိုထူးဆန်းတဲ့မိသားစုပဲမိသားစုကလည်းအတော်လေးကောင်းတယ်ဆိုတော့ငါတို့ကလည်းမင်္ဂလာပွဲကိုလက်ခံလိုက်ပြီလေ အမေကလည်းဒါဘလို့ဖြစ်ရတာလဲတမီးတို့အနေနဲ့ကောင်းလေးကဘလို့ပုံစံလဲဆိုတာကိုတော့ကြီးတင်သေးရမဟုတ်ဘူးလားအမေကဘာကမှမစုံစမ်းပန်းနဲ့ဘာဖြစ်လို့တမီးရဲ့မင်္ဂလာဆောင်ကိုဒီလောက်ထိအလွယ်တကူလက်ခံလာရတာလဲအမလေးဒီလောက်ထိကောင်းမွန်တဲ့သူတွေကခဏခဏရတတ်တာမဟုတ်ဘူးတမီးရဲ့နင်ဒီလိုနဲ့ပဲအသက်ကြီးသွားခြင်းလို့လားငါလည်းမိသားစု ကောင်းတာနဲ့လက်ခံလိုက်တာပေါ့ဘာမှစိုးရင်ပိုပါမနေနဲ့စိတ်အေးအေးထားစမ်းပါချမ်းသာတဲ့အင်္ဂါကောင်းလေးဆိုတော့ချော်ချော်လှလှလေးပဲနေမှာပါ ဒီလိုနဲ့ရနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာသူမကလည်းကောင်းလေးနဲ့လှမ်းထက်လိုက်ပြီးချွေမအနေနဲ့ရခမအင်ကိုရောက်ရှိသွားခဲ့ပါတယ်။သူမရခမအင်ကိုရောက်ရှိသွားတဲ့အခါကျတော့မှပဲသူယောက်ျားဘက်ကမိသားစုဝင်တွေအားလုံးကိုတွေ့မြင်ခဲ့ရတာပါ။ရခမဘက်မှမိသားစုဝင်တွေကအယံကိုများလွန်လာပါတယ်။ဒီမိသားစုကြီးကိုတွေ့ပြီးနောက်မှာတော့သူမလည်းတတော်လေးအံ့အားသင့်သွားခဲ့ရတာပေါ့။အော်ဖျားသခင်ဒါပါကြည့်လေမိသားစုလားဒါလောက်များတဲ့မိသားစုဝင်တွေနဲတာမဟုတ်ဘူး အိမ်ကလည်းအကြီးကြီးပဲမိသားစုဝင်တွေကလည်းများလိုက်တာငါဒီအိမ်မှာဘလို့နေရပါ့မလဲကဲရှီတယ်နင်းကတော့ဒီအိမ်ကိုချွေးမအနေနဲ့ရောက်လာတာဆိုတော့တိတ်ပြီးသားမှတ်လိုက်ကြောဟိဒီမိသားစုဝင်တွေအကုန်လုံးအတွက်ထမင်းဟင်းချက်ပြုတ်ပေးနေနေနင်းရဲ့တပွားလုံးကတော့ကုံဆုံးပြီပဲလက်ထပ်ပြီးနောက်နေမနဲ့မိုးလင်းသွားခဲ့တဲ့အခါမှာသူမမနဲ့အစောကြီးအိယာကထလာခဲ့ပါရီရေမိုးချိုးဖျားရှုပ်ခုပြီးတော့မှတော့ပထမဦးဆုံးမိဖို့ကြောင့်ဝင်ဖို့အတွက်မိဖို့ကန်နေဝင်လာပါရီ သူမမိဖို့ကံနဲ့ဝင်လိုက်ရတာနဲ့ပထမအိုးဆုံးတွေးလိုက်ရတာကတော့ခယံသီးတွေပါပဲမိဖို့ကံတစ်ခုလုံးမှာခယံသီးတွေနဲ့ပြေးနေခဲ့ပါတယ်သူတို့ကဟင်းဒီဟင်းရွက်အယောင်းဝယ်လောက်ကြတဲ့မိသားစုတွေများလားမသိပါဘူးနော်ဟင်းဒီဟင်းရွက်အယောင်းဝယ်ကြလို့လဲဒီလောက်ထိခယံသီးတွေအများကြီးအိမ်မှာရှိနေရပေါ့ကဲထားပါလေငါတားရီအားလုံးစဉ်းစားနေစရာအကြောင်းမှမရှိတာဘလို့မဆိုငါလက်ထပ်လိုက်တဲ့ယောက်ျားကချမ်းသာတယ်ရခမရင်ကလည်းအစဉ်ပြေပြီးချမ်းသာတယ်ဆိုတော့ငါအတော်ကတော့အေးအေးဆေးဆေးပဲကောင်းတော့လေကောင်းပါတယ် ။သူမကအားလုံးကိုလက်ဖေးဖြောပြီးတော့တိုက်ခဲ့ပါရယ်။လက်ဖေးဖြောတိုက်ပြီးတဲ့နောက်မှာတော့သူမအခန်းထဲကိုဝင်လာခဲ့လိုက်ပါရယ်။ဒီမှာရှင်ကျမရှင်နဲ့ပြောစရာရှိလို့ပါ။အခုကျမပထမဦးဆုံးမိဖို့ကြောင့်လည်းဝင်ပြီးတခုခုချက်ပြုတ်ရတော့မှဆိုတော့မိသားစုဝင်တွေအားလုံးပါကြိုက်တက်လဲဆိုတော့ကိုကျမသိချင်တယ်ကျမကောင်းတာလေးတခုခုချက်ပေးချင်တော့လေအမေကရောပါကြိုက်တက်လဲအဖေကရောပါစားရတာကြိုက်လဲอืมပါစားမလဲဆိုတော့ကိုတော့အမေကိုပဲတွားမေးကြည့်လိုက်ပါလားအမေပြောပြတော့ပို့ပြီးတော့တီးကြတာပေါ့ ကြောက်ကြောက်လန်းလန်းနဲ့ချွေးမအစ်တလေးရှိတဲ့ကလည်းရခမစီသွားပြီးနောက်မှာတော့မေးလိုက်ပါတယ်။အေးချွေးမလေးရှိတဲ့နေအနေနဲ့မနေရတဲ့ကတိပြီးလောက်ပြီပေါ့။ငါတို့မိသားစုကတော့တကယ်ကိုကြီးတယ်နော်။မိသားစုဝင်တွေကလည်းအရန်ကိုများတယ်။ဒီတော့အားလုံးဘာကြိုက်လဲဆိုတော့ကိုနင်းတိအောင်လို့ထားမှဖြစ်မှာ။ဒါမှလည်းအားလုံးရဲ့အကြိုက်တစ်မျိုးစီကိုနင်းလိုက်ပြီးတော့ချက်ပြုတ်ပြင်ဆင်ပေးလို့ရမှာလိ။ဒါနဲ့အနေဒီလောက်ထိများတဲ့အလုပ်တွေအားလုံးကိုလုံနိုင်လိမ့်မယ်ဆိုတဲ့ယုံကြည်ချက်မျိုးရရှိရလား။ ငါတို့အိမ်မှာအလုတ်သမားရှိပါတယ်။ကြံတဲ့အလုတ်တွေအားလုံးကိုလုပ်ဖို့အတွက်အလုတ်သမားရှိတယ်ဆိုပေမဲ့ထမင်းဟင်းချက်ပြုတ်တဲ့နေရာမှာတော့ချွေးမကိုပဲလုတ်ခိုင်းစေချင်တယ်။တခါရမိမယ်နော်။နင်ဒါတွေအားလုံးကိုလုံနိုင်မလား။ဟုတ်ကဲ့ပါအမေကျွန်မလုံနိုင်ပါတယ်။အေးဟုတ်ပြီလေ။ဒါဆိုရင်တော့နင်အခုပဲမိဖို့ကန်းနဲ့သွားပြီးတော့ခရမ်းသီးဟင်းခရမ်းသီးနှက်ခရမ်းသီးကြုံခရမ်းသီးအချင်တော့ခရမ်းသီးပေါင်းပြီးရင်တော့ခရမ်းသီးနဲ့ပတ်သက်ပြီးတော့နင်ဘာတွေကိုချက်ပြုတ်တတ်သေးလဲအားလုံးကိုလုတ်ပြီးတော့ယူလာခဲလိုက်ပါ။ ။ငါတို့မိသားစုဝင်တွေအကုန်လုံးကခရမ်းသီးကိုပဲစားကြတယ်။အလုံးကလည်းခရမ်းသီးစားရအရန်ကိုကြိုက်ကြတော့ဆိုတော့နင်ခရမ်းသီးနဲ့ပတ်သက်ပြီးဟင်းဗနမျိုးချက်တက်လေ။အစ်စ်အစံတွေထပ်ပြီးတော့ချက်တက်တယ်ဆိုလို့ရှင်လဲရတယ်နော်။အလုံးချက်ပြီးသားယူလာခဲ့လိုက်။ငါတို့အိမ်မှာနေစဉ်နေတိုင်းခရမ်းသီးကိုပဲအဓိကထားပြီးတော့ချက်စားကြရလေ။အရာကြောင့်နင်းလဲပထမဦးဇော်မီဖို့ကန်နဲ့ဝင်းနဲ့ဒလေထုံတန်းအစလာမှာခရမ်းသီးတွေကြီးပြဲချက်လိုက်ပါ။အမျိုးတရားလောက်ချက်လို့ရရဲဆိုရင်လဲချက်လိုက်နော်စိတ်မဆိုးဘူးတိလား။ဒါနဲ့မီဖို့ကန်နဲ့မှာခရမ်းသီးတွေအများကြီးရှိတယ်တိလား။ အဲ့ဒါတော့မှခရမ်းသီးတွေနောက်ထပ်ထပ်ပြီးတော့လိုသေးတယ်ဆိုလို့ရှင်တော့အိမ်နောက်ဖေးမှာခြံအကြီးကြီးရှိတယ်။အဲ့ဒီခြံအကျယ်ကြီးထဲမှာခရမ်းသီးတွေအများကြီးစိုက်ထားတယ်။လိုတလောက်ထပ်ပြီးခူးရှူပြီးချက်လိုက်ပါနော်။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာရှီတလ်တယောက်ခေါင်းတွေကြောက်ကိုမူးနောက်သွားခဲ့ပါတယ်။သူမနားကိုလည်းသူမမယုံကြည်နိုင်အောင်ဖြစ်သွားခဲ့ရပါတယ်။ဟင်းအမျိုးတရာချက်ရမယ်ဟုတ်လား။အဲ့ဒါကလည်းခရမ်းသီးတမျိုးတည်းကိုဟင်းမျိုးတရာချက်ရမှာ။ဟုတ်တယ်လေရောင်မရဘာဖြစ်လို့လဲ။မစလာကိုလည်းမင်းများလေးထဲချက်ပေးနော်။ စားကိုလည်းပေါ့ပေါ့ကြီးမလုပ်ဘဲနဲ့လေးလေးလေးထဲချက်ပေးပါကျမတို့မိသားစုဝင်တွေအကောင်လုံးကအရသာလေးလေးပပင်းစားရတာကိုပဲကြိုက်ကြတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီရောင်းပါလေအကောင်ဆုံးချက်ခဲ့မယ်နော်ရှီတလ်ကလည်းစိတ်ပြတ်စွာနဲ့မိဖို့ချောင်ထဲကိုဝင်သွားခဲ့လိုက်ပါတယ်ဒီလောက်ထိများတဲ့ခရမ်းသီးတွေကိုရေစေးရတာလှီးဖြတ်ရတာအလောက်တွေအများကြီးလုံးနေနေသူမအချိန်တွေအများကြီးပဲကုန်သွားခဲ့ရပါတယ်ဒီနောက်မှာခရမ်းသီးနဲ့ပတ်သက်ပြီးဟင်းအမျိုးအမိတရာလောက်ကိုလည်းသူမချက်ပြုတ်ပြင်ဆင်ရပါသေးတယ် ဒီမှာသမင်းတွေအားလုံးချက်ပြုတ်ပြင်ဆင်လုပ်ပြီးသွားတဲ့အခါမှာမိသားစုတွေအားလုံးကိုတဲခင်အဲခံကျွေးမွေးလိုက်ပါတယ်။စားတော့ပြီးသွားတဲ့အခါမှာတော့ကဲမကြီးရေမကြီးကြော်ထားတဲ့ခရမ်းသီးကြော်ကတကယ်အရန်စားကောင်းနေကျွရွပြီးတော့မောနေရပဲတီလားအယတာလေးကလည်းတဲ့ကောင်းတာပဲဗျာကျွန်တော်ကတော့ကြိုက်သွားပြီဒါနဲ့ရောင်မကခရမ်းသီးဟလဝါကိုတော့မှလှုပ်ထားသေးတယ်တော်လိုက်တာဒါကတကယ်အရန်စားကောင်းနေဒီလောက်ထိအယတာရှိလိမ့်မယ်လို့ကျမလုံးဝကိုမထင်ထားခဲ့ဘူးရောင်မရဲ့တီလား ျမတို့ပဲဟင်းနဲ့ပူရီကိုစားရတာထက်ခရမ်းသီးဟင်းနဲ့ပူရီကိုစားရတာပိုပြီးတော့ကြိုက်တယ်။အယမ်းကိုလိုက်ဖက်လုံးနဲ့လို့လည်းထင်တယ်။ဒီနေ့ကတော့အယမ်းပြော်သွားပြီ။ဒီလိုနဲ့မိသားစုတွေအကုန်လုံးကလည်းရှီတက်ချက်ပြုတ်ထားတဲ့ခရမ်းသီးနဲ့ပတ်သက်တဲ့ဟင်းတွေအားလုံးကိုသဘောကျနှစ်သက်ကြတဲ့အတွက်ချီးကျူးခဲ့ကြပါရဲ့။အားလုံးကခေါင်းမဖို့နိုင်အောင်စားတောက်ခဲလိုက်ကြတာများရှီတက်စားဖို့အတွက်ဟင်းနည်းနည်းလေးအောင်မကြံခဲ့ပါဘူး။ နေလဲစာအနေနဲ့စားတော့ဖို့အချိန်ရောက်ရှိလာတဲ့အခါမှာရောက်ခမဖြစ်သူကနောက်ထပ်ဟင်းအမျိုးအမိတွေအများကြီးရေးထားတဲ့စာရွက်စာရမ်းတွေကိုပေးလိုက်ပါတယ်။ကဲရောဒီမှာချွေးမလေးရေဒါကတော့နေလေစာငါတို့ထမင်းစားတော့ဖို့အတွက်ရေးထားတဲ့ list ပဲဒါကိုယူသွားပြီးတော့ဒီအတိုင်းချက်ပြုတ်လာခင်နော်ခရမ်းသီးထမင်းနဲ့ကျန်တဲ့ဟင်းတွေအလုံးကိုလည်းချက်ခဲလိုက်ပါအချင်းအနေနဲ့လည်းခရမ်းသီးနဲ့ပဲအချင်းလောက်ကြလားအမေထပ်ပြီးတော့ခရမ်းသီးတွေကိုချက်ပြုတ်ရအောင်မလားအေးဟုတ်တယ်လေခရမ်းသီးတွေကိုထပ်ပြီးတော့ချက်ပြုတ်ရမယ် ကျမတို့အိမ်မှာမိသားစုဝင်တွေအကုန်လုံးဘလောက်တောင်မှခရမ်းသီးကိုကြိုက်လဲဆိုတော့အခုနောက်တော့ကပြောပြထားရဲမလားဒီလိုနဲ့ညစာစားဖို့အတွက်အချိန်ရောက်ရှိလာခဲ့တဲ့အခါမှာလည်းရောက်ကမဖြစ်သူကရှီတဲလ်ကိုနောက်ထပ်ခရမ်းသီးနဲ့ပတ်သက်တဲ့ဟင်းတွေအများအကြီးချခိုင်းခဲ့ပြန်ပါတယ်ရှီတဲလ်တယောက်မိဖို့ခံနေမှာတရက်တရက်ခရမ်းသီးတွေကိုဆေးကြောလိုက်ခွဲချလိုက်ဟင်းချလိုက်နဲ့ပဲအချိန်တွေကိုကုံဆုံးနေခဲ့ရပါတယ် အမလေးဒီမိသားစုဝင်တွေအကုန်လုံးကလည်းထူးဆန်းလိုက်ကြတာဘလို့ဖြစ်လို့ခရမ်းသီးကိုအလောက်တော်မှသဘောကျနှစ်တန့်နေကြရတာလေခရမ်းသီးအလောက်ကြိုက်တဲ့မိသားစုကဘယ်တော့ကမှမတွေ့ခဲ့ဘူးဘူးသူတို့ခရမ်းသီးစားတောင်းနေတဲ့ပုံစံကိုကြည့်ပါဦးသူတို့ဘိုက်ထဲမှာခရမ်းသီးအပင်တော်ပေါက်နေလောက်ပြီဒီလိုနဲ့ပဲလာပေါင်းများစွာအကုန်ဆုံးသွားခဲ့ပါတယ်တရတရခရမ်းသီးဟင်းတွေကိုစားတောင်းနေရင်ချက်ပြုံနေရင်ချွေးမလေးရှိတယ်ကတော့ခရမ်းသီးကိုမြင်တော့မမြင်ချင်တော့ပါဘူးခရမ်းသီးဆိုတဲ့နာမည်ကိုကြားရုံနဲ့ရင်သူမကတော့စိတ်ပြတ်နေခဲ့ပါတယ် ဒီမှာအားလုံးဘာဖြစ်လို့ခရမ်းသီးကိုအလောက်တော်မှကြိုက်နဲ့တိုက်ကြတာလဲခရမ်းသီးအလောက်ထိအများကြီးစားတာကကျန်းမာရေးအတွက်မကောင်းဘူးသိရလားအရာတခုတည်းကိုအလောက်ထိအများကြီးစားမယ်ဆိုရင်တော့ကျန်းမာရေးကဆိုးရွားလာမှအေကံမုတ်ချပဲမဟုတ်တာဘာမှစိုးရင်ပူပန်စရာအကြောင်းမရှိပါဘူးကျမတို့ကခရမ်းသီးကိုအရန်ကြိုက်ကြတယ်လို့မျိုးနှစ်ပေါင်းများစွာအရင်ကတည်းကဒီပုံစံအတိုင်းပဲစားတော့နေကြတာလीအားလုံးစားနေကြတာဒီနေ့အထိဘာမှဖြစ်လာတာမှမဟုတ်တာနောက်လည်းဖြစ်ဖို့မရှိပါဘူးအိမ်မှာရှိတဲ့မိသားစုဝင်တယောက်မှချွေးမလေးပြောတဲ့စကားကိုနားမထောင်ခဲ့ကြပါဘူး ရှီတလ်ကတော့ခရီးသည်တွေကိုထပ်ပြီးတော့မစားတောင်းနိုင်တော့ပါဘူးတတော်လေးကိုစိတ်ပြတ်နေခဲ့ပါပြီ။ဒါကြောင့်ဒီမှာထမင်းကိုလည်းတိတ်မစားတော့ပါဘူး။တရလုံးနေမှာဒီမှာရိုတီတစ်ချက်လောက်ကိုသာဘိုင်းဝါဖို့အတွက်စားတောက်ကြပါရဲ့။ဒီမှာရိုတီတစ်ချက်ကိုပဲနေစဉ်နေတိုင်းစားတောက်ခဲ့တဲ့အခါမှာတော့ခနာကိုကတတော်လေးအားနေလာပါရဲ့။တရမှာတော့အိမ်မှာရှိတဲ့ကလေးတယောက်ဘိုင်းတွေတအားကိုနားလာခဲ့တဲ့အတွက်ပြောလိုက်ပါရဲ့။အမေတားဘိုင်းနာတဲ့ဘိုင်းတွေတအားအောင်နားနေပြီ။သူလည်းဒီစကားကိုပြောပြီးတာနဲ့ချက်ချင်းပဲမေးလဲကြသွားခဲ့ပါရဲ့။ ာလီရေတာလီဘာဖြစ်တာလဲတာလီဘလို့ဖြစ်တာလဲဒုက္ခပဲငါတာလီဘာဖြစ်သွားတာလဲမသိပါဘူးဒီနောက်မှာတော့မိသားစုဝင်တွေအကုန်လုံးကချက်ချင်းပဲကလေးကိုစီအောင်ကိုတင်ပို့ပေးခဲ့ကြပါတယ်ဒီအချိန်မှာဆီယဝင်ကတော့ကလေးကွယ်လွန်သွားကြောင်းကြေညာပေးလိုက်ပါတယ်မိသားစုဝင်တွေအကုန်လုံးကဝမ်းနဲ့ပလက်ဖြစ်ပြီးငိုကြွေးနေကြတာပေါ့ဒီကလေးကမွေးဖွားလာတဲ့အချိန်ကစပြီးခရမ်းသီးတွေကိုပဲအများကြီးစားတောက်ခဲ့ရတဲ့ကြိုးရယ်အဲဒါကြောင့်သူရဲ့ခန္ဓာကိုယ်ကတော်တော်လေးအားနေနေကြတာကြာပြီးအခုသူ့ကိုကျွန်တော်တို့အနေနဲ့မကယ်တင်ပေးနိုင်ကြတာတောင်းပန်ပါတယ် အရင်နေ့မှာမိသားစုဝင်တွေအကုန်လုံးကလည်းသူတို့ခရမ်းတီကြိုက်လွန်တဲ့အတွက်ကလေးတယောက်ကိုဆုံရှုံခဲ့ရပါတယ်။အားလုံးကလည်းဝမ်းနေလွန်လို့မျက်ရည်တွေကျနေခဲ့ကြတာပေါ့။သူတို့ရဲ့အမားတွေအပြစ်တွေအားလုံးကိုလည်းအဲ့ဒီအချိန်မှာပဲသဘောပေါက်နားလည်သွားခဲ့ကြပါတယ်။နေ့စဉ်ဒီတိုင်းခရမ်းတီဟင်းပွဲတရားလောက်စားတတ်တဲ့သူတို့ရဲ့အကျဉ်းကတော့လုံဝကိုပြောက်ကွဲသွားခဲ့တယ်လို့မျိုးအိမ်မှာရှိတဲ့ချလားစွာသောကလေးလေးတယောက်ကိုလည်းဆုံရှုံခဲ့ရပါပြီ။သူတို့ခရမ်းတီကြိုင်လုံးတဲ့အတွက်ဘေးဆက်လိုက်ရတဲ့တံပိုးကတော့လုံးဝကိုမမြင်မြပါဘူး။ ချွေးမလေးပြောတဲ့စကားကိုတော့အချိန်မီနားထောင်ခဲ့မယ်ဆိုရင်တော့ဒီလိုဖြစ်ရဆိုမျိုးကိုတို့အနေနဲ့တွေးကြုံရစီရအကြောင်းလည်းမရှိပါဘူး။ဒါပေမဲ့အရာအားလုံးကအခုဆိုရင်တော့နောက်ကျသွားခဲ့ပါပြီ။ဆရာဝန်ကလည်းခလေးလေးတေဆုံးခဲ့ကြအောင်ကြညာခဲ့တဲ့အခါမှာတော့အားလုံးကလည်းဝမ်းနေပြီးမျက်ရည်ပဲကျနေခဲ့ကြအောင်ကလည်းပါမမတန်နိုင်တော့ပါဘူး။နောင်တရလို့လည်းအခုမှထူးမနေတော့ဘူးလေ။ဒီနောက်မှာတော့အားလုံးကလည်းခရမ်းသီးကိုဘယ်တော့မှမစားဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါရဲ့။ မိသားစုတွေအားလုံးခရမ်းသီးကိုမစားရတဲ့အခါမှာချွေးမလေးကလည်းစိတ်သက်သာရရသွားခဲ့ပါတယ်။ဘဲပစ္စည်းကိုမစိုးလိုအပ်တာထပ်ပုံမတော့ဆွဲမယ်ဆိုရင်တော့အကျိုးအပြည့်ရှိရဲဆိုတော့ကိုလူတွေအနေနဲ့သိထားသင့်ပါတယ်။